Hello မင်္ဂလာပါအဲခင်လေးပေါ့နော်အဲတခြား online အလုပ်တွေလည်းလုပ်တယ်အဲတခြားပေါ့နော်အရင်ကဆိုရင် skin care ဘိုင်းလည်းခင်လေးရောင်းတယ်အဲဒါပေမဲ့ဘာကြောင့် skin care တွေမရောင်းတော့ပဲနဲ့အညာကောင်ကိုပဲဥတီကြဲလဲဆိုတာကိုခင်လေးရဲ့ဥတီရတဲ့အကြောင်းရင်းကိုပြောပြပေးမယ်နော်ကဲခင်လေးအကြောင်းလေးကိုပြောပြခင်မှာယာသီထိန်နေတယ်ယာသီတို့လုံးဝမစင်းလို့စိတ်ညစ်နေရရင်ဒီဗီဒီယိုလေးကိုဝင်ကြည့်သွား ရှားသေးသေးမစင်းဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ကိုကမီးရက်ပိမီးရက်၆လိုမျိုးမဲအသားရည်ညစ်၆နေတယ်ကိုကိုကိုယုံကြည်မှုတွေပြောက်မယ်နောက်ဆုံးရေအိတ်တဲမယ်သွေးလုံးတွေတဲမယ်အဲအဲ့လိုမျိုးတွေဖြစ်လာတဲ့အထိပေါ့နော်စိုးရင်ရတဲ့အထိ ဖြစ်တတ်ပါတယ်အဲအကြောင်းမို့ရာသီသွေးမှန်အောင်စူးစမ်းကြမယ်ခင်ဗျပေါ့နော်ဒီအညာမြေကိုမရောင်းခင်ကအညာမြေနာမည်ကြီးနေရလဲတိတယ်အဲ နာမည်ကြည့်လို့သူများတွေပြောတဲ့ကြားလို့ဆိုပြီးတော့အညာမျိုးကိုအဲနှစ်ဘူးနှစ်ဘူးကိုစဝယ်ခဲ့တယ်အဲသူများနေသူများစီကနေပေါ့နော်ခင်းလေးဘာလို့ဝယ်ခဲ့လဲဆိုတော့ခင်းလေးကယာတီသွေးအိမ်နောင်တယ်ဆိုတော့နော်ယာတီသွေး၃လထိန်တယ်အဲ့ဒီအချိန်မှာ အဲစိတ်ညစ်ရတယ်ပေါ့နော်ရာသီသွေးထိန်လို့အဲတဲ့အိမ်များအလုံးတွေများတဲမလားဆိုပြီးစိတ်ညစ်ရပြီးတော့ခင်လေးသူများအညာမေအညာမေဆိုတာနဲ့ခင်လေးအညာမေကိုစာဝယ်ခဲ့တယ်အဲတဘူးစာဝယ်ခဲ့အချိန်မှာတဘူးကုန်တဲ့အချိန်မထူးကြဘူးလုံးဝမထူးကြဘူးမပေါ်ရာသီသွေးမပေါ်လာအဟာသူများတွေကတော့ထူးခြားတယ်ပေါ့နော်အဟုတ်ပါမလားဆိုပြီးခင်လေးအညာမေကိုနည်းနည်းအထင်သေးမိခဲ့တယ်အဲ့ဒါနေပြီးတော့တဘူးနဲ့မလောက်ဘူးအကိုနှစ်ဘူးသုံးဘူးတော့ကောင်းအောင်သုံးကြည့်မယ်ဆိုပြီးတော့နောက်ထပ် ဝယ်ထားတဲ့တဘူးကိုဖောက်ပြီးတော့တုံးကြည့်တယ်အဲနှစ်ဘူးညောင်းမှာယာတီသွေးပုံမှန်ပြန်ဆင်းတယ်ပေါ့နော်ယာတီကပုံမှန်တိုင်းပြန်လာပါတယ်အဲ့ဒါကြောင့်မလို့ခင်လေးဒီအညာမြေကိုရောင်းမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တယ်လူမေးလဲဆိုင်မှာတော်တော်များများမေးတယ်ခင်လေးကစေးဆိုင်ဆိုတော့လေလူမေးတော်တော်များတယ်အဲ့ဒါကြောင့်မလို့အဲဟိုစပြီးတော့၅ဘူးနဲ့စရောင်းခဲ့တယ်အဲပထမဆုံးတဘူးမှာအဲအကောင်မလေးကဆိုရင်ယာတီထိန်တာနှစ်နှစ်ကလေးလိုချင်တာတဲ့အဲအဲ့တဘူးနဲ့ရသွားတယ်နောက်တစ်ယောက်ကလည်း တုံးမြောက်မှာပေါ့နော်အဲရေအိတ်တဲတာလေးတွေအပျောက်သွားတယ်အဲအဲ့ဒါကြောင့်မလို့ခင်းလေးဒီယာကို လုံးဝအဲအညာမောင်အညာမြေဆိုပြီးတော့မိစ္ဆာပုစယ်လေးဖြစ်ခံယူခဲ့တာပါ ဒါကြောင့်မလို့ရာသီသေးထိန်လို့စိတ်ညစ်မနေနဲ့အခုဒီဗီဒီယိုလေးကိုမြင်လာတဲ့အညာမီချက်စီလေးဝယ်ယူအားပေးလို့ရတယ်ကလေးလိုချင်နေဆိုရင်တော့အညာမောင်နဲ့ဟောဒီကအညာမောင်ရှစ်မတက်ယူနဲ့တွဲပြီးတော့စားပေးလို့ရပါတယ်ခင်လေးစီမှာလည်းကလေးရတဲ့လူတွေများလာလို့တာဖွားဆရာမတွေကအစဒီအတွဲလေးကိုအဲတာဖွားဆရာဆရာမတွေကအစပေါ့နော်ယူပြီးတော့ကိုယ်စလဲယူရောင်းနေကြပါတယ်ကျေးဇူးတင်ပါတယ်